ားလုံးပဲမင်္ဂလာပါ career bay ict professional trainer နေပြီးတော့ပြန်လည်ကျေးဇူးပါတယ်ခင်ဗျာကျွန်တော်ကနာမည်မဟုတ်ဖြစ်ပါတယ် okay ဒီ video လေးမှာတော့ကျွန်တော်တို့ run အကြောင်းလေ့လာကြမယ်တနည်းအားဖြင့် memory ပေါ့ခင်ဗျာ okay run လို့ပြောရင်ပေါ့နော် what is memory အဲ memory ကတော့ကျွန်တော်တို့အရှိအားဖြင့်တော့သူ့ brand နဲ့ SS memory လို့ခေါ်ပါတယ်။ brand နဲ့ SS memory ကိုတော့ကျွန်တော်တို့သိပါတယ် brand ကိုတော့နိ။ဒါပဲသူက story device မျိုးစားလဲဆိုရင် voltage story device မျိုးစားဖြစ်ပါတယ်။ဘာဖြစ်လို့ဆိုတော့သူကအဲမှတ်ဉာဏ်တွေပေါ့နော်။သူကယာယီပဲမှတ်မှတ်ပေးနိုင်ပါတယ်။ Okay ကျွန်တော်တို့ကကျွန်တော်တို့ data program တွေကိုကျွန်တော်တို့ဖွင့်ပြီးတော့ run တဲ့အခါမှာအဲဒီ data program တွေကကျွန်တော်တို့ဘယ်ပေါ်မှာလုလုလဲဆိုရင် brand ပေါ်မှာအလုပ်လုပ်ပါတယ်။ နောက်ပြီးတော့သူအလုပ်လုပ်ဖို့အတွက်ကိုကျွန်တော်တို့ကအမြဲပေါ့နော်ပါဝါပေးထားဖို့လိုပါတယ်တကယ်လို့ကျွန်တော်တို့ကပါဝါမရှိဘူးဆိုရင်ပါဝါမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ဆက်က restructure ပါတယ်ကွန်ပျူတာကို shutdown ချလိုက်တယ်ဒါမျိုးဆိုရင်သူ့ရဲ့ DRAM မှာမှတ်ထားတဲ့မှတ်ချက်တွေကအကုန်ပျောက်ဆုံးတော့မှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တခုနဲ့ဥမာပြပေးချင်ပါတယ်ဘာလဲဆိုတော့ကျွန်တော် notebook တစ်ခုပေါ့နော်ဒီ notebook တစ်ခုကိုကျွန်တော်ဖွင့်လိုက်တယ်ဖွင့်ပြီးတော့ကျွန်တော်စာတချို့ရိုက်တယ်ပေါ့နော်စာတချို့ရိုက်ပြီးတော့ကျွန်တော်ကဒီ notebook ကိုဖွင့်လိုက်ပြီးဆိုရလဲမိတ်ဆွေတို့ခုမြင်ရမှာဒီ notebook ကအခုဘယ်ပုံမှာ run နေလဲဆိုတော့ဒါကအခု RAM ပေါ်မှာ run နေတာဖြစ်ပါတယ် okay ဒီတော့ကျွန်တော်တို့ကဘာဖြစ်လို့ပေါ့နော်ဒီ program တစ်ခုခုကိုကျွန်တော်တို့ A/Z တုံးတယ် Word တုံးတယ် Microsoft တုံးတယ်ပေါ့နော်ဒါတွေတုံးပြီးရင်ကျွန်တော်တို့က save လုပ်ပြီးဖို့လိုရတယ်ဆိုတော့ကျွန်တော်တို့ save လုပ်တယ်ဆိုတာကကျွန်တော်တို့ရဲ့ hard disk HDD နော် hard disk drive ထဲမှာကျွန်တော်တို့က ွားပြီးတော့တင်စီရဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်မိတ်ဆွေတို့ကိုပြောချင်ပါတယ် RAM ဆိုတာကကျွန်တော်တို့က temporary memory ပါ temporary storage device ဖြစ်ပါတယ် hard disk ကကျတော့ကျွန်တော်တို့ permanent storage device ဖြစ်ပါတယ် NAND for time ပေါ့နော်ဆိုတာကကျွန်တော်တို့အခုဒီ Microsoft က RAM နဲ့ Azure RAM နဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့ RAM ပြီးတော့အလုပ်လုပ်တာက RAM ပေါ်မှာတည်ပြီးတော့အလုပ်လုပ်တာဖြစ်ပါတယ်ဒါပေမဲ့ဒီဟာကိုကျွန်တော်တို့က hard disk တွေကိုမထည့်ဘူးဆိုရင်ဒီ program file ကမိတ်ဆွေတို့ပြီးပြတ်သွားတာနဲ့တခုပေါ့နော်မိတ်ဆွေတို့ပြီးပြတ်သွားတာနဲ့ ဒီကွန်ပျူတာရှာတော့ထားရတာ ਨੇ ပျောက်သွားမှာဖြစ်ပါတယ်ဒါဘာကြောင့်လဲဆိုရင် RAM ဟာသူ့သူ့ရဲ့ပတ်ညံတွေကိုယာယီပဲတူတောင်ပြေးလိုက်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ program တစ်ခုကိုတုံးမယ်ဖွင့်ပြီးတုံးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ save လုပ်ပြီးလို့ပါတယ် save လုပ်တယ်ဆိုတာကမဲဆိုလို့မပြောဘူးကျွန်တော်တို့ hard disk http hard disk drive တဲ့ဘောနော်ဒီထဲကိုထည့်ခြင်းဖြစ်ပါတယ်ဒီထဲမှာထည့်ပြီးတင်စီမှာကျွန်တော်တို့ data တွေကဟိုပြောမယ်ဆိုရင်ဒီမြဲမှာဖြစ်ပါတယ်ဒီကအခု RAM မှာတင်ပြီးတော့တုံးလို့မယ်ကျွန်တော်တို့တကယ်လို့ကွန်ပျူတာပိတ်ချပြီဆိုရင်ဒီ program file ကပျောက်သွားမှာဖြစ်ပါတယ်နော် save လုပ်ထားပြီရှင် โอเคအဆိုတော့ဒီဆိုလို RAN နဲ့ HDD ကိုလည်းရှင်းမယ်လို့ကျွန်တော်ထင်ပါတယ်။ Okay ဒါဆိုကျွန်တော် RAN ရဲ့ form factor ချက်တော့ကြည့်အောင်။ RAN ကတဲ့ကျွန်တော်တို့ဟိုဘလူးဘလူးပုံစံရှိလဲဆိုတော့ socket မှာ matter ဒီ material access semiconductor နဲ့ပြုလုပ်ထားတဲ့ IC chip လေးတွေအများပြောက်ပေါင်းတာကိုကျွန်တော်တို့ကမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါဒါဆိုရင်ကျွန်တော် RAN လို့သတ်မှတ်လို့ရပါတယ်နော်။ RAN လို့ကျွန်တော်တို့စပြီးပြောလို့ရှိရင်ကျွန်တော်တို့က RAN က ဘယ်နှမျိုးရှိလဲဆိုရင်ကျွန်တော်တို့မှာနှစ်မျိုးပေါ့နော် run type main type ပေါ့နော် main run type ကနှစ်မျိုးရှိရဲ့တစ်ခုကဘာလဲဆိုတော့ srun နောက်တစ်ခုက drun srun ကကြာတော့ကျွန်တော်တို့ static run နဲ့ ss memory လို့ခေါ်ပါတယ်အဲသူရဲ့အားသာချက်တွေကိုကျွန်တော်ပြောပြပြီးတော့သူ့မှာလည်းပေါ့နော်ဒီပြောလို့ဆိုဘယ်ပစ္စည်းမဆိုသူ့မှာအားသာချက်အားနည်းချက်ရှိပါတယ်ဟုတ်ကဲ့ အဲ့တော့ S run ကကြတော့ဘာဖြစ်လဲဆိုတော့ first start and D run ပေါ့နော် dynamic run ပေါ့နော် dynamic run ကသူကပို့ပြီးတော့မြန်ဆန်တယ်ပေါ့နော်ဒီ process လုပ်တာ process လုပ်တာမြန်ဆန်တယ်ဒါပေမဲ့သူက dynamic run ထက်စာရင်အရွယ်စားသေးငယ်တယ်ပြီးတော့ capacity လည်းအများကြီးမဆန်ဘူး less density than dynamic run ပေါ့နော် dynamic run ထက်ကိုကျွန်တော်တို့ capacity တိတ်အများကြီးမဆန်ဘူးနောက်ပြီးတော့ power ကတော့သူက power စားတာတတ်တာတယ်ပေါ့နော် power စားတာတတ်တာတယ်နောက်ပြီးတော့သူကတစ်ခုကောင်းချိုးကကြတော့ဘာလဲဆိုတော့ ီ power ရှိနေတဲ့ data တွေကိုမပြောင်းမပြတ်ပဲတင်စီပေးထားတာနော် dynamic router ကတော့အဲ့လိုမဟုတ်ဘူး power ကြီးကျွန်တော်တို့ပေးထားပေမဲ့ သူကဘာအခက်အခဲရှိလဲဆိုတော့ပါဝါကျွေးထားပြီပဲနဲ့သူကကျွန်တော်တို့ဒီပါဝါတွေကိုလုံလုံလောက်တော့မလုံနိုင်ဘူးနော်ပါဝါ leakage ဖြစ်တယ်ဆိုတော့ကပါဝါကျွေးထားပြီပဲနဲ့သူကသူ့ဘာသူ auto discharge လုပ်ပြီးတော့ပါဝါတွေကိုဖျက်ချတာမျိုးရှိတယ်ဒီလိုအခြေမျိုးရှိရာဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူကနေပြီးတော့သူ့ကိုယ်သူပါဝါကိုတစ်ခါဖျက်ချတော့မယ်ဆိုရဲစစ်စစ်မှာ refresh လုပ်ပေးရတယ်ဒီ memory မှာပေါ့နော် refresh လုပ်ပေးရတယ်အဲ့ဒီလောက်ကတော့ဘယ်သူကလုံဆောင်မယ်ဆိုတော့ဒီမှာအဲ့ memory မှာပါဝင်တဲ့ပေါ့နော် transistor လေးတွေပေါ့အဲ့ transistor လေးတွေကနေပြီးတော့ ဒီ refresh လုပ်ငန်းစီကိုလှုပ်ဆောင်လဲဒါပေမဲ့ s run ကကြတော့ static run ကကြတော့ဒီလုပ်ငန်းလုပ်စရာမလိုဘူး do not require power refresh circuitry ပေါ့နော်အဲ refresh လုပ်စရာမလိုဘူးဘာလို့လဲဆိုဆိုလိုတာက DRAM dynamic run ကကြတော့သူကလက်စစ်ပေါ့နော်လက်စစ်နဲ့ပတ်သက်ပြီးတော့သူက chuck leakage ဖြစ်တယ်ပေါ့နော်ဆိုလိုတာကသူတို့ကတော့ဒီမှာ computer ကြီးဖွင့်ပြီးပေါင်းအောင်တောင်းနေရတယ်ဒါပေမဲ့သူ့ကိုသူပဲသူက discharge လုပ်တာ discharge လုပ်တယ်ဆိုတော့သူကသူ့ပါသူပဲကြာဒီလက်စစ်ဆိုတာလက်စစ်အဲဒီကိုဆုတ်ယူတာနေပြီးတော့ပြောမယ်ဆိုတော့ leakage ဖြစ်အောင်လုပ်တယ်တော့ discharge ပူရိုင်းဖတ်ပြီးရောပေါ့နော် အဲ့လေရှိတယ်အဲ့လေအဲ့အဲ့လိုမျိုးရှိရဲ့အခါကျတော့ကျွန်တော်တို့က transistor မှာသူ့ကိုဟိုကျွန်တော်တို့ဒီလိုမျိုးသူတစ်ခါ discharge လောက်တော့မယ်ဆိုရင် leakage ဖြစ်တော့မှာပေါ့နော်ဒီ brand ကဟိုဒီလျှက်စစ်ကို leakage ဖြစ်ခံနေပြီဆိုတာလေကျွန်တော်တို့ transistor တည်တယ်အဲ့ transistor မှာကျွန်တော်က auto program တစ်ခုရေးထားပြီးတော့ဒီဟာကိုအမြဲတမ်း refresh လုပ်ပြီးတော့ process လေးပါတယ်အထည်ထဲမှာနော် direct message လို့ဆိုပုံသဏ္ဍာန်ရအောင်ပြောလို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့က debug ဖြစ်ပါတုံးရင်ကျွန်တော်တို့ astro မတုံးပါဘူး dram တုံးပါတယ် dram ဆိုတာကတော့ dynamic random access memory ဖြစ်ပါတယ်အဲ့တော့ဒီ astro နဲ့ dram နဲ့ခြားနာချက်ကိုပြန်ပြီးပြောမယ်ဆိုရင် astro က first order dram dram ထပ်တော့ process လုပ်တာပုံပြန်တယ်ပြီးတော့ size အားဖြင့်ဆိုရင်တော့ DRAM ထက်ကိုတင်းငယ်တယ်နောက်တစ်ခုက density capacity capacity ကျတော့ DRAM ထက်နည်းတယ်ပေါ့နော်တူလောင်သိသိနိုင်တယ်ပြောမယ်ဆိုပမာဏပေါ့နော်ဒါကြောင့်နည်းတယ်နောက်တစ်ခုကကျတော့ power အစားတတ်တာလေနော်ပြီးတော့ data တွေကို power ရှိနေတဲ့ရွေးသူက discharge မလုပ်ဘူးပေါ့နော်ပြောမယ်ဆို data အဲဒီ chuck leakage မဖြစ်ဘူးပေါ့နော်အတူနာရဲ့အချိန်မှာပြတ်တောက်သွားတာမျိုးဒါမျိုးမရှိဘူး leakage ဖြစ်တာမျိုးမရှိဘူးဆိုတော့သူ့မှာ power ကျွေးထားတဲ့ပြီးကျွန်တော်တို့ကအဲဒီ data တွေ social မှာပူစရာမလိုဘူးနောက်ပြီးတော့ အဲ data တွေကိုတည်မြဲနေဖို့အတွက်ကိုလည်းကျွန်တော်တို့အမြဲတမ်း transistor နေပြီးတော့ refresh ပြုလုပ်ပေးကြရလဲမလို့ okay tran ဆိုတာကျွန်တော်တို့ dynamic runner ss memory လို့ခေါ်ပါတယ် okay သူ့မှာကကျတော့ဒီ s run နဲ့ပြောင်းပြန်ပါတော့သူ့မှာသူ့မှာ serial computer တည်ရကြတော့ slower than s run s run တန်းဆိုင်သူကဟိုပြောမယ်ဆိုရင် processor လို့တဲ့ speaker s run လောက်မမြန်ဘူးเนาะနောက်ပြီးတော့ site အရွယ်စားဖြစ်ကြတော့ s run ထက်သူကကြီးတယ် density density ဆိုတော့ slower ကသူ့ရဲ့ capacity ပေါ့เนาะဟိုဘယ်လောက် support ပေးနိုင်လဲ cable လောက် support ပေးနိုင်လဲဆိုတော့ကြတော့ high density ပါဒီ အဲ့ဆိုတဲ့ဆန်ကျွန်တော်တို့အများကြီးပို့ပြီးတော့များတယ်။နောက်ပြီးတော့ consumer နဲ့ mobile ပါတော့နော်။ power အစားပို့ပြီးတော့ extra ဆန်ပို့များတယ်။နောက်တစ်ခုကကြတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့အဲ့လိုမျိုးပေါ့နော်။ဒီ charge leakage ဖြစ်တဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ charge leakage ဖြစ်တဲ့အခါကျရင်ဆိုတော့ RAM ဆိုတာမျိုးကကျွန်တော်ရှင်းပြရတယ် RAM ဆိုတာမျိုးကသူက power နဲ့အလုပ်လုပ်တာဖြစ်တယ်။ power ရှိတဲ့ data တွေကိုသိမ်းဆည်းထားတယ်။ Okay ။ဒီ power ကြီးမရှိတော့ဘူး။ power ပြတ်ပြတ်ဖို့ ပါဝါပြတ်တော့မယ်ဆိုရင်ပါဝါပြတ်ပြီဆိုတော့တော့ဘာဖြစ်လဲဒီကျွန်တော်တို့တုံးကျွန်တော်တို့တုံးရဲ့ data တွေကပျက်စီးပါပဲလေ RAM ကဟိုသူကပြောမယ်ဆိုကျွန်တော်တို့မှဟို computer register ချတာမျိုး shutdown ချတာမျိုးဆိုပျောက်သွားမယ့်အရာမျိုးဆိုတော့လေသူကအဲ့လိုမျိုးသူကသူဟိုဒီ charge leakage ဖြစ်ပြီဆိုတာလေသူက data တွေကိုကျွန်တော်ဘာဖြစ်နိုင်လဲဆိုတော့ loose ဖြစ်နိုင်တယ်နော် data တွေဆုံးရှုံးနိုင်တယ်ဒါအောင်မဖြစ်ဖို့အတွက်ကျွန်တော်တို့က bar process ထည့်ထားတယ်ဆိုတော့ transistor ကိုအသုံးပြုပြီးတော့နော် transistor ကိုအသုံးပြုပြီးတော့ဒီ power power refresh refresh လုပ်ငန်းစဉ်ပေါ့နော်ဒါကိုကျွန်တော်တို့ထည့်တင်တာဖြစ်ပါတယ်ဒါကြောင့်မလို့သူကဒီလုပ်ငန်းစဉ်တစ်ခုက as runner ဆိုင်ပို့ပြီးတော့လုပ်ဆောင်တာဖြစ်တဲ့အတွက်ဒီ power အစားပို့ပြီးတော့များတာဖြစ်ပါတယ်ပြီးတော့သူကဟို in expensive ပါနော်ကျွန်တော်တို့ဈေးတယ်ဟို extra လောက်မကြည့်ပါဘူး extra ကကြတော့အရင်စကြည့်ပါတယ်နော်အဲ့ဆိုသူက chart လောက်တာဟို transfer လောက်တာအရင်မြင်အမြင်တော့လေ first data ဒီလိုဆိုဒီလိုနဲ့ပို့ပြီးတော့မြန်ဆန်တယ်ပေါ့နော်ပြီးတော့ data တွေလည်းတော်တော်များများမီးလေးလေးနဲ့ဟိုမီးကလုံးလုံးပြိတ်သွားမှ data တွေဆုံးရှုံးမှလीနော်ကျွန်တော် အားပေးထားတယ်သူ့ကိုအားရောက်နေတဲ့ data တွေကိုဟို DRAM လို့ပူစရာမလိုဘူး DRAM ကျတော့ဒီဘက်က charge leakage ဖြစ်တဲ့အတွက်ကျွန်တော်တို့ပူစရာလိုတယ်ဗောနော်အဲ့လိုမျိုး charge leakage ဖြစ်တဲ့အခါမှာကျွန်တော်တို့က transistor ကောင်းကောင်းစက်ဖို့မပေးနိုင်လို့ဆိုရင်သူက data lose တော့ data ကျွန်တော်တို့ဆုံးရှုံးတာနေကျွန်တော်တို့ဖြစ်နိုင်ပါတယ် Okay ဒါဆိုပြီးဆိုတော့ SRAM နဲ့ DRAM ကိုတိမဲ့လို့ကျွန်တော်ထင်ပါတယ် SRAM ကိုကြတော့ယနေ့ခေတ်မှာကျွန်တော်မသုံးပါဘူးဘာကြောင့်လဲဈေးရကြီးရဲ့နောက်တစ်ခုကကြတော့ capacity ရဲ့အရင်မရတော့ကျွန်တော်တို့မသုံးပါဘူး DRAM ကိုကြာတော့ကျွန်တော်တို့သုံးပါတယ်ဘာလို့ဆိုတော့ capacity ရတယ်နော် capacity အဲဒီ site အဖြစ် astro data ဆိုင်ပုံများတယ်ပြီးတော့ဈေးသက်တာလို့ပေါ့နော်ကျွန်တော်က charge leakage ရှိပြီပဲလေဈေးသက်တာလည်းအတွက် DRAM ကိုသုံးနေခြင်းဖြစ်ပါတယ် DRAM ရှိရတော့ dynamic random access memory လို့ခေါ်ပါတယ်